ကန်ဒီကလည်းမွေးကြတယ်ဥစ္စာတွေကလည်းမွေးကြတယ်ကန်ဒီမွေးတော့ဥစ္စာတွေကလည်းမွေးအဲ့တော့အတိညာနေပါမွေးမှာဆိုလို့ဤစင်နဲ့အမြအမုန်းခံပြီးပြောတာနော်ကံမွေးဥစ္စာမွေးတိုင်းညာမမွေးရစေဖို့ညာမွေးတော့လေစင်းရဲတကစင်းရဲတဲ့မှာအတိညာပညာစင်းရဲတာဟာအဆိုးဆုံးပဲ သိလားကျမတို့တိုင်းပြည်မှာအဲ့အသိဉာဏ်ပညာဆင်းရဲတဲ့သူတွေအများကြီးပဲတိုးတက်အောင်လည်းမလုပ်ကြအောင် စာလည်းမဖတ်ဘူးလေလည်းမလေ့လာဘူးเนาะကောင်းတဲ့စကားပြောရင်လည်းမနာယူနိုင်ဘူးသိလားနော်မကောင်းမှုမှာအရင်ပျော်မွေ့တယ်လူတယောက်ကိုမုန်းတယ်မုန်းတယ်ဆိုအဲ့လူဘာလုပ်လို့မရဘူးမုန်းမယ်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  ူတယောက်ကိုချစ်တယ်ဘလောက်မဟုတ်တာလုပ်နေနေချစ်တယ်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 အဲ့ဒါအဲ့ဒါအတိညာမွဲကြတာလို့ခေါ်တယ်အတိညာနေမွဲတော့စဉ်းစားစဉ်းကျင်တော့ညာနေအားနေသွားကြတာအဲ့တော့ကျမတို့ကခွဲချမ်းစိတ်ပြသိနိုင်ရမယ်ဒီလူတယောက်ကိုကိုကသဘောမကျဘူးဘယ်အပိုင်းကိုသဘောမကျတာလဲဒါကတော့သူပြောတာမှားတယ်မကြိုက်ဘူးဒါကတော့သူပြောတာမှန်တယ်ထောက်ခံနိုင်ရမယ် အဲ့ဒါမှမှားတာနဲ့မှန်တာကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိတဲ့စင်ញင်တုံတရားရှိတဲ့အသိဉာဏ်ပြည့်ဝတဲ့သူတွေလို့ခေါ်တာကျမမုံနဲ့ကျမဘာပြောပြောအကံပြောမယ်ကျမဘာပြောပြောဆဲမယ်ကျမဘာလုံးလုံးမကောင်းမြင်မယ်ဆိုရင်အဲ့ဒါဆိုရင်အသိဉာဏ်ပိတ်သွားပြီလို့ခေါ်တယ်အဲ့တော့ကျမမုံနဲ့ okay ကျမမှန်တာပြောရင်မှန်တယ်လို့ဒါအုံနောက်ကသိရမယ်ကျမမုံတာတတ်တတ်ဟုတ်တယ်ဒါ तू ပြောတာမှန်တယ် तू ရောမကြိုက်ဘူး तू ပြောတာမှန်တယ် ဟာ तू ပြောတာမှားတယ်ကျမောက်အရန်ချစ်တယ်ဒါပေမဲ့ကျမပြောတာမှားနေတယ်ဟုတ်တယ်သူ့ကိုတော့ချစ်တယ်ဒါပေမဲ့ तू ဒါပြောတာတော့မှားနေတယ်ဒီလိုတော့မဖြစ်သင့်ဘူးဒီလိုဖြစ်ရမယ်မဟုတ်ဘူးကျမတို့တိုင်းပြည်ကလူတွေကအဲ့လိုမဟုတ်ဘူးလူတရားကိုမုန်းနေဆိုဘာနေနေအကုန်လုံးကိုမကောင်းပြောမကုန်အကုန်လုံးကိုဟာဆဲမယ်ဆိုးမယ်ဗလိမ့်မယ်အဲ့တော့ကံနေလဲမွေးတယ်ဥစ္စာတွေလဲမွေးတယ်ညံနေပါမမွေးပါနဲ့ အစင်းတရေတကအစင်းရဲဆုံးထဲမှာဉာဏ်ပညာစင်းရဲတာဟာအဆိုးဆုံးပဲအဲ့တော့အဆိုးဆုံးစင်းရဲမှုထဲမှာကိုမပါဖို့လိုတယ်နော်ဒါကြောင့်မလို့လေစာအုပ်စာပေတွေဖတ်ပါသူတော်ကောင်းစကားတွေကိုကြားနာပါသူတော်ကောင်းစကားတွေကိုနာယူပါနော်သူတော်ကောင်းစကားတွေကိုနာယူပြီးတော့မှစာအုပ်စာပေလူမိတ်ဆွေစာအုပ်တွေတွေကနေဘဝရဲ့ဘဟုတုတတွေကိုရရင်စာအုပ်တွေတွေကနေစင်ញလုံးတရားတွေကိုရရင်စာအုပ်တွေတွေကနေသင်ခန်းစာတွေကိုရရင်ကျမဆိုကျမသားအောင်အမြဲတမ်းပြောတယ်စာဖတ်စာဖတ်ဘာ ဖြစ်လို့စာဖတ်ခိုင်းလဲသိလားเนาะအဲ့တော့ကိုကအသက်20မှာအသက်40ကျော်စာရေးဆရာတယောက်ကရေးထားတဲ့စာကိုဖတ်ရင်အနှစ်40ရဲ့အတွေ့အကြုံဘဟုသုတတွေကိုအသက်20နဲ့ရလိုက်တာအသက်60အရွယ်စာရေးဆရာတယောက်ရဲ့ဘဝရဲ့အတွေ့အကြုံတွေကိုရေးထားတဲ့စာကိုဖတ်ရလို့ရှိလို့ရှိရင်ကိုက အသက်20တဲနဲ့အနှစ်60ကအနှစ်60စာအသိပညာဘဟုသုတတွေကိုကရှာမိနိုင်တာဒါကြောင့်မလို့စာဖတ်ရမယ် ်နော်စာဖတ်ရမယ်စာဆိုတာမှလည်းယတစာပြီးတုတစာပြီးအကုန်လုံးစာတွေကိုဖတ်ရမယ်ယတစာပြီးတွေလည်းဖတ်ဖို့လိုတယ်ဒါမှမေတ္တာတရားတွေအကျဉ်းတာတရားတွေချစ်ချင်းမေတ္တာတွေကိုလည်းဒါမှသာလင်ကိုကဒီယတစာပြီးတွေကနေသိမယ်တုတစာပြီးတွေကိုလည်းဖတ်ရမယ်ဒါမှသာလင်ဘဝတုတအတိပညာတွေကိုသိမယ်ဘဝတုတအတိပညာတွေကြီးပဲသိပြီးတော့မှအာကျွန်မတို့ကယတစာပြီးတွေကိုမဖတ်ထားတော့ချစ်ချင်းမေတ္တာတွေဟာတွေကိုမခံစားတိုင်လည်းမဖြစ်သေးဘူးအဲ့တော့ဓမ္မစာပြီးတွေကိုဖတ်တဲ့အချိန်တွေကြာရင်လည်းအရင် န်းကြီးနဲ့ဒီဓမ္မတွေပဲကြီးပဲအရန်ရောက်သွားရင်လဲကျမတို့ကပုထုရှင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါလည်းမဖြစ်သေးဘူးမြတာအောင်လို့သုတစာပေညတာစာပေကျမခုနပြောတဲ့ဓမ္မစာပေတွေဖတ်ရမယ်နော်ဆိုတော့စာအုပ်စာပေလူမိတ်ဆွေဘဝရဲ့အတိတွေဘဝရဲ့အတွေ့အကြုံတွေဟာစာအုပ်တွေတွေကနေရတာဒါကြောင့်စာဖတ်ရမယ် ကျမစာရန်ဖတ်တဲ့သူစာရီဖတ်ပြီးတော့မှကျမရတဲ့ဘဟုတုတ္တရီအတွေးမြင်နေအတွေးခေါ်တွေကိုအမြင်နဲ့ဒါပြည်သူတွေကိုမျှဝေပေးတာကျမကိုချစ်ပါစီတော့ရေလို့ကျမဘယ်တော့မှမလုပ်ခဲ့ဘူးကျမကိုကျမဘယ်တော့မှ promotion မဆင်းခဲ့ဘူးကျမကိုကျမဘယ်တော့မှဖုံးတော်မဖဲ့ခဲ့ဘူးရီကမောကလည်းပြောတာကလွဲလို့ခါတလေကြရင် ကျမစည်နာလွန်တာเนาะဟာကျမတို့တိုင်းပြည်ကလူတွေကို အားမလို့အားမရဖြစ်တယ်နော်အဟာအရန်တီစေခြင်းနဲ့ဟာအလင်ခံနေရတာတွေဟာဘာဖြစ်လို့အလင်ခံနေရတယ်ဒါတွေဒါလေးကိုဘလို့ဖြစ်ရတာလဲဆိုရင်ဟာမျိုးလေးတွေဒါကြောင့်မလို့ကျမလုံနိုင်စွမ်းရှိတဲ့အချိန်ကျမပြောနိုင်စွမ်းရှိတဲ့အချိန်မှာကျမချစ်ချင်းမုန်းကြီးတွေကိုဂယုမဆိုင်ဘဲနဲ့ပြောတာဟုတ်ပြီလားနော်အဲ့တော့ကန်ဒီမွဲလို့ဥစ္စာတွေမွဲလို့ညံနေပါမမွဲသွားစေနဲ့အစင်းရဲတကအစင်းရဲဇုံနေမှာအတိညာပညာစင်းရဲတာဟာအဆိုးဆုံးပဲ 哎，什么国贸巴士呢？喏。